ဆောက်လုပ်ရေးနဲ့အင်အားဖွံ့ဖြိုးရေးဘဏ်မှာ housing saving စနစ်နဲ့ငွေစုထားတဲ့သူတွေတဲကဝယ်ယူမဲ့အင်အားတန်ဖိုး30ရာခိုင်နှုန်းပြည့်ပြီးသူတွေတဲကလစဉ်ဝင်ငွေစစ်ဆေးမှုများပြည့်စုံတဲ့သူအယောက်380စရင်ကိုဇန်နဝါရီလ10ရက်နေ့ကပထမအကြိမ်စတင်ရောင်းချမှုအဖြစ်စာရင်းထုတ်ပြန်ခဲ့ပါရယ်ဝယ်ယူခွင့်ရသူစရင်တွေကို CHDB ဘဏ်ခွဲအလုံးနဲ့မြို့ရွာနဲ့အိုးအိမ်ဦးစီးဌာနရုံးချုပ်မှကြေညာထားပါရယ် ဝယ်ယူခွင့်ရတဲ့စီးရင်တဲမှာပါဝင်တဲ့သူတွေဟာနှစ်ပတ်အတွင်း CHD ဘဏ်မှာလာရောက်ပြီးစာချုပ်လက်မှတ်ထိုးတာဘဏ်အာမခံမိအာမခံနဲ့ယခုအခါမှာအင်ယာဈေးနှုန်းအတိအကျသိရှိပြီးဖြစ်တဲ့အတွက်အင်ယာတန်ဖိုးပေါ်မူတည်ပြီးလိုအပ်တဲ့ငွေတန်ဖိုးထပ်မံပေးသွင်းတာအဆရှိတာတွေကိုလာရောက်လုံဆောင်ရမှာဖြစ်ပါတယ် နှစ်ပတ်အတွင်းလှုပ်ဆောင်တင်တာတွေကိုလာရောက်လှုပ်ဆောင်ခြင်းမရှိပါက waiting list အဖြစ်သတ်မှတ်ပြီးနောက်တစ်ခါထပ်မံရောင်းချမဲ့စီးရင်တဲ့ကိုထည့်သွင်းလိုက်မှာဖြစ်တယ်လို့ CHD ဘဏ်မှတာဝန်ရှိသူတဦးဖြစ်တဲ့ဒေါ်မြင့်မြင့်မူကအခုလိုပဲပြောပါရယ်နှစ်ပတ်အတွင်းမှာတကယ်လို့မှမလာခဲ့လို့ရှိရင်တဲ့ဥမာထပ်သွင်းမဲ့ပတ်စံမသွင်းတာတို့စာချုပ်မချုပ်နိုင်တာတို့ လေးတွေမလုပ်နိုင်ဘူးဆိုရင်ဒီလုံးလုံးစဲဒီအကောင့်ကိုမယူခြင်းသေးဘူးလို့ဇလုံးစဲမယူခြင်းသေးလို့ယူဆပြီးတော့တဲ့ waiting list ထဲမှာထည့်ပေးပါမယ်တဲ့နောက်တစ်ချိန်ကျမှတော့အပြီး cancel ဖြစ်မှာတော့မဟုတ်ဘူးသူကနောက်တစ်ခေါက်ပြန်ရွေးတဲ့အခါမှာဒီအတန်းစီဖွဲ့ပေးမှာပေါ့နော်အဲ့ဒါလေးသူ့အကောင့်ကိုတခြားသူတယောက်ကိုချပေးမှာပေါ့တခြားဦးစားပေးနောက် waiting list က waiting list ကနောက်ကျန်နေတဲ့သူတွေကလည်းအခုလုံးလုံးစဲတွန်းနိုင်တဲ့သူအခုလုံးလုံးစဲပေးမဲ့သူတွေကိုပြန်ပြီးတော့လုပ်ပေးမှာပါတဲ့အဲ့လိုတဲ့ တံမိုးနဲ့အိမ်ယာတွေကိုကနအုပ်ကမဲနိုင်ရွေးချယ်ဖို့စီစဉ်ထားခဲ့ပေမဲ့လာရောက်လျှောက်ထားသူတွေရဲ့အကြံပြုမှုကြောင့်မိမိတို့ဦးစားပေးလျှောက်ထားတဲ့အိမ်ယာနဲ့အထက်ပေါ်မှတည်ပြီးဦးဆုံးလာရောက်လျှောက်ထားသူကိုသာအမှတ်စဉ်တိုင်ရောင်းချပေးကြတာဖြစ်တယ်လို့သိရပါဗျ။ရောင်းချပေးတဲ့တံမိုးနဲ့အိမ်ယာတွေကတော့တိုင်းတာယာမြို့နယ်ရှိရွှေလင်ပန်း၊ဒဂုံစိတ်ကန်းမြို့နယ်ရှိကနောင်အိမ်ယာနဲ့ယူဇနာအိမ်ယာတို့ရှိတိုက်ခန်းတွေကိုရောင်းချမှာဖြစ်ပြီးအဲ့ဒီထဲကမှယူဇနာအိမ်ယာတိုက်ခန်းတွေကိုဝယ်ယူသူအများဆုံးဖြစ်ပါတယ်။